်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရုံးမြင့်တန်းချိုင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အပြည်ပြည်ဆိုင်ရာလူ့သမားရေးရာအဖွဲ့ ILO မှပုံမှန်33 Article 33အရစစ်ကောင်စီကိုအ мян ဆုံးအရေးယူပေးဖို့တောင်းဆိုတဲ့တပိတ်လှူရှာမှုတွေနဲ့ပတ်သက်လို့အလို့သမားအဖွဲ့နဲ့တမကတချို့စစ်စေးမင်းမြန်းခံရတာတွေရှိနေတယ်လို့ကိုရိုင်းဂျုံကသူတွေကပြောပါရတယ် ရွှေပြည်သာတောင်တကုံစစ်မှုဇုံစတဲ့နေရာတချို့မှာတောင်းဆိုတဲ့ campaign လှုံ့ဆော်မှုပုံတွေထွက်လာပြီးတဲ့နောက်အဲ့ဒီစစ်မှုဇုံတွေကအလို့သမားတမကတွေကိုမြို့နယ်အလို့သမားရုံးကနေခေါ်ယူဆစ်ဆေးတာတွေလုပ်နေတယ်လို့ဆိုပါတယ်။ ILO ကနေ article 33နဲ့အရေးယူပေးဖို့တောင်းဆိုတဲ့ campaign လှုံ့ဆော်မှုကိုအလို့သမားအဖွဲ့ချုပ်တချို့နဲ့တပိတ်အင်အားစုတွေကစစ်မှုဇုံတွေအပြင်ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေမှာပါဓာတ်ပုံ campaign အနေနဲ့ဇက်တိုက်လှုံ့ဆော်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်လွတ်လပ်စွာအသင်းဖင်းဖွဲ့စည်းခွင့်နဲ့ အာဓမခိုင်းစင်မှုတွေကိုကျွလွန်နေတယ်လို့ ILO ကစစ်ဆေးတွေ့ရှိတာကပုံမှန်33အရအရေးယူဖို့ရှိနေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုအရေးယူဖို့အတွက် match လာတယ်မှာပြုလုပ်မဲ့ ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးမှာဆုံးဖြတ်သွားဖို့ရှိတယ်လို့အဲ့ဒီဆုံးဖြတ်ချက်ကိုဇွန်လထဲမှာပြုလုပ်မဲ့ ILO ညီလာခံမှာအတည်ပြုသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေကသိရပါပါတယ်ခင်ဗျာ ထိုင်းမြန်မာနယ်စပ်ကစစ်ဘေးရှောင်ဒုက္ခသည်နယ်ရွှေပြောင်းလူသမားတွေကိုနှစ်ပေါင်းများစွာကျန်းမာရေးကုသဆောက်ရှောက်ပေးနေတဲ့မေတော်စေကန်းထူထောင်သူဒေါက်တာစင်တီရာမန်ကိုထိုင်းနိုင်ငံနာရဆွန်တက္ကသိုလ်ကဂုံဒူးဆောင်ပါရဂူဘွဲ့ပေးအပ်ချင်မြင်လိုက်ပါတယ်။မတ်လ17ရက်နေ့ကကျင်းပသွားတဲ့နာရဆွန်တက္ကသိုလ်ရဲ့2025ခုနှစ်ဘွယ်နင်းသပင်အခမ်းအနားမှာလက်ရှိထိုင်းပြည်ရဲ့အမတော်မင်းသမီးကြီးမဟာချက်ကရီတီရီတုံကဂုံပြူလက်မှတ်ပေးအပ်ချင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာစင်တီရာမာဟာအာဆီယံဒေသတွင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအတိုင်းဝန်အတွက်ကားမွန်နဲ့အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတာကြောင့်အထည်ဂုံဒုဆောင်ဘွဲကိုပေးရချီးမြှင့်တာလို့အဆိုပါတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။အသက်66နှစ်အရွယ်ရှိဒေါက်တာစင်တီရာမာဟာအာရှနိုဘယ်ဆုလို့တင်စားခေါ်တဲ့ Raymond Mac Sixsey ဆုအာရှသူရဲကောင်းများဆုစစ်တနီငင်းချမ်းဆုအပါအဝင်ကမ္ဘာကုလသမဂ္ဂနဲ့အမေရိကန်၊အော်စတြေးလျ၊ထိုင်း၊ထိုင်ဝမ်၊ဆွီဒင်၊ဖိလစ်ပိုင် ဂျပန်၊နယ်သာလန်၊ကနေဒါစတဲ့နိုင်ငံတွေကချင်းမြင့်တဲ့လူမှုထူးချွန်စုပေါင်း18ခုကိုရရှိထားပါတယ်ခင်ဗျာ။ဒါမရဘူးလို့ အခုလားအိုးကနေထားလို့မရဘူးညကတပတ်နဲ့ပတ်ထားလို့ရှိုက်လေအရာခတက်တော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာစစ်ကောင်းဆောင်မင်းရောက်လိုက်တာပိုင်ဆိုင်တဲ့ဟိုတယ်တွေအပောင်းဝင်စစ်တပ်အတိုင်းအဝိုင်းနဲ့နှိစက်တဲ့ခရိုနီတထဲကြီးတွေရဲ့ဟိုတယ်တွေနေအိမ်တွေပိုင်ဆိုင်မှုတွေကိုအေအေကတယုံဝင်စားကတ်ပြီးတော့အခုလာထဲမှာပဲချိတ်ပိတ်သိမ်းဆီလိုက်ပါတယ် အေကထိပ်ပိတ်သိမ်းဆီးလိုက်တဲ့အထင်းမှာငပလီမာရှိရဲ့စစ်ကောင်းဆောင်ရဲ့တာဖြည့်သူအောက်ပြေဆုံးပိုင်ဆိုင်တဲ့အမတာဟိုတယ်တွေနဲ့စစ်အုပ်စုနဲ့ဆက်ဆက်တဲ့ဟိုတယ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်ခရိုနင်တထဲကြီးလို့လူသိများတဲ့ဦးကျောက်တောင်ရဲ့နေအိမ်တွေပိုင်ဆိုင်မှုတွေအပါအဝင်စစ်အုပ်စုနဲ့နှိဆက်တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေနေအိမ်ယာနဲ့ချီကိုအာရခပြည်သူအစိုးရပိုင်အဆောက်အုံတွေအဖြစ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီတဲကတူဖြစ်တဲ့အသက်68နှစ်ရှိပြီဖြစ်တဲ့ဦးကျောက်တောင်ဟာသူ့အသက်18နှစ်လောက်ကလေးကရခိုင်ပြည်နယ်မှာစီးပွားရေးဆောက်လုပ်တာလို့ပြောပါရယ်။တောင်ကုန်းမြို့မှာရှိတဲ့နေလာသစ္စာကုမ္ပဏီ၊ထာဝရအောင်မြေကုမ္ပဏီ၊ဂုဏနသင်္ဘောချင်း၊ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးသင်္ဘောတွေနဲ့တစ်လုံငယ်အပါအဝင်တခြားစီးပွားရေးလုပ်ငန်းအများစုကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါရယ်။ ိတ်သိမ်းခံလိုက်ရတဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုးဒေါ်လာ9သန်းလောက်ရှိနိုင်တယ်လို့ပြောဆိုပြီးတော့အခုလိုဖြစ်တော့တာဟာဖြစ်တဲ့ဖြစ်ထိုက်တဲ့လုံရက်သားဖြစ်တယ်လို့ခရိုနီတထေကြီးဦးကျောက်တောင်ကဆိုပါတယ်ကျွန်တော်တို့အိမ်ဖိတ်ကြတာတော့ပြီးတယ်လိမ့်ပေါ်တက်မှာပဲကျွန်တော်တို့ပိုင်ဆိုင်မှုစိတ်ဖိတ်ထားတယ်ပါကြီးလို့ပြောလို့ဆိုတာအစ်စ်တက်လာတဲ့ဒီလိုကြီးပဲကျွန်တော်တို့ကခံခဲ့ရတယ်အစိုးရအကြောင်းလည်းရှိသမျှအဲ့လိုပဲ ကိုဒေသကိုဖုံးပြောလို့တဲ့သူတယောက်သာဖြစ်နေကျွန်တော်ဗန်နိုင်ငံတည်းမှာပတ်တယ်သို့သောထက်လာတဲ့သူရတိုင်းကကျွန်တော်တို့လည်းလာပူးပေါင်းတယ်ဘာဖြစ်လို့ကျွန်တော်တို့ကကိုဒေသကိုကိုအိတ်တွေကစိုက်ပြီးတော့ဖုံးပြောစီကျွန်တော်နီးမျိုးစုံနဲ့ကျွန်တော်စူးစမ်းတဲ့သူတွေဖြစ်တဲ့ဆဲသူတို့ကကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ဒီဒေသဖုံးပြောလို့နေတယ်ဒါပဲဒီဟာကိုစစ်တပ်နဲ့ပေါင်းတယ်ဆိုတော့ကျွန်တော်တို့အကြောင်းကိုမသိတဲ့အစိုးရအစ်တွေကိုကျွန်တော်တို့မတိုက်တဲ့လူတွေကတော့ပြောလို့မရဖြစ်ပါလိမ့်မယ်သူ့ကိုမှကျွန်တော်အပြစ်မထင်ပါဘူးဒီဟာဖြစ်တဲ့ဖြစ်တဲ့ဖြစ်သွားတာလို့ပဲကျွန်တော်ယူပါတယ် ဒါအပြင်စစ်အုပ်စုပိုင်ဆိုင်မှုတွေနဲ့ဆက်ဆက်နေတဲ့တန်တွင်းနဲ့ငပလီကန်းကျေကဟိုတယ်တွေနဲ့နေအိမ်တရာကျော်ချိတ်ပိတ်ခံထားရသလိုတောင်ကုန်းမြို့မှာလည်းနေအိမ်30တလုံးထက်မနည်းအေးကချိတ်ပိတ်သိမ်းဆီးထားပါတယ်အလားတူပဲဘူးသီးတောင်နဲ့မောင်တော်မြို့တွေမှာလည်းအာစာ ISO စတဲ့မွတ်စလင်လက်နက်ကင်ခေါင်းဆောင်တွေစစ်ကောင်စီနဲ့ဆက်ဆက်တဲ့နေအိမ်တွေ90ထက်မနည်းကိုချိတ်ပိတ်ခဲထားရတယ်လို့သိရပါတယ်။ဘိုးရှုပ်ထမ်းမြန်နဲ့ပြောထားတဲ့စကားတစ်ခွန်းရှိတယ်။ရန်သူနဲ့ပုံသွားပြီဆိုလို့ရှိရင် ကိုရိုဘက်ကလည်းပြက်ပြက်တတလှုပ်ဆောင်ရအောင်ပေါ့ဆိုရဲစကားတစ်ခုပြောလို့ရှိရယ်အခုကအင်းဒီကိုချိတ်ပိတ်တယ်ဆိုတာကဒီရခိုင်နေနေတဲ့အင်းဒီအရခတက်တော်ရဲ့ဒီတော်လိုင်းရဲ့ကိုအနှောင်းအယှက်မပေးတဲ့အင်းတွေကိုဟိုကိုကြားရင်ဘာမှမလုပ်ဘူးအကြည့်ဖြင့်ဒီရန်သူစစ်ကောင်စီနဲ့ပေါင်းသွားတဲ့လူတွေစစ်ကောင်စီရဲ့အလုပ်ကိုလုပ်တဲ့လူတွေစစ်ကောင်စီရဲ့အလိုတော်ရီအင်းတွေကိုဟိုချိတ်ပိတ်တာဖြစ်တဲ့အတွက်ဒါကတော့ထုတည်ပြောစရာမလိုဘူးလို့ထင်တယ် အေအေကထုတ်ပြန်ထားတဲ့ချိတ်ပိတ်စာတင်းမှာတော့အဲ့ဒီအိမ်ဒါမှမဟုတ်အဲ့ဒီအစာအုံဟာအာရခပြည်သူတော်လည်းရဲ့အစိုးရကိုဆန့်ကျင်တဲ့အကြမ်းဖက်အဖွဲ့အစည်းလူပိုးကိုတွင်နဲ့ပတ်သက်ဆက်ဆက်နေတာကြောင့်အစိုးရပိုင်းအဖြစ်သိသိတော်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ချိတ်ပိတ်တဲ့နေ့ကစပြီးကျူးကျော်တာရောင်းဝယ်တာနေထိုင်တာတွေမပြုတ်လို့ရဘူးလို့တတိပေးထားပြီးတော့လိုင်းနာမှုမရှိပါကအရေးယူတော်မှာဖြစ်တယ်လို့ပါရှိပါတယ်။ နေအိမ်တွေချိတ်ပိတ်ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအေအေဘက်ကတရဝင်းထုတ်ပြန်ပြောကြားထားတာမရှိသေးသလိုအေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်သူခါကိုဒီပူပီကအမေးမြန်းထားပေမဲ့ပြန်လေးဖြေဆိုတာမရှိသေးပါဘူးတဖက်မှာလည်းအခုလိုမျိုးအေအေရဲ့နေအိမ်တွေချိတ်ပိတ်လှုပ်ဆောင်နေမှုအပေါ်မှာအထူးတတိထားစစ်စစ်ဖို့လိုအပ်ပြီးတော့အကျိုးရှိနိုင်သလိုအပြစ်လေးဖြစ်တတ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါသေးတယ် လာနိုင်ငံရေးမှာစီရင်မှာဒါမျိုးတွေတော့ရှိဘာဖြစ်လို့လဲဆိုတော့ case ဆက်မှာရန်သူနဲ့ပေါင်းပြီးတော့နေတဲ့လူတွေအဖွဲ့အစည်းတွေရှိတယ်ဆိုရင်သူတို့ကတော့အခုလိုအရှင်ကာလာမျိုးမှာဆိုရင်ဒါစီဖြတ်တောက်ရတဲ့သဘောတဘောတော့ရှိပါတယ်အဲ့ဒီမှာတခုရှိကြတာတော့တကယ်ကိုရန်သူဖက်မှာရှိလားဆိုတဲ့ဟာမျိုးကိုစစ်စစ်သိချဖို့တော့လိုတာပေါ့နော် အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့အကျိုးရှိနိုင်တယ်လို့အပြည့်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဥပဒေပိုင်းဆိုင်ရာအရေးယူတဲ့အခါမှာအဲ့ဒါဒီလိုတော့အထူးတတိထားဖြစ်ပြီးလဲဖို့ပြတ်ဖို့ပဲအဲကျွန်တော်အနေနဲ့တော့အကြံပေးပြောလိုပါတယ်ရခိုင်ပြည်နယ်မှာတော့မြို့နယ်ပေါင်း၁၇မြို့နယ်တွေက၁၄မြို့နယ်ကိုအရကားတက်တော် A ကတင်ပိုက်ထားပြီးတော့ကြံမြို့နယ်တွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်မှာတော့တိုက်ပွဲတွေပြင်းထန်နေပါသေးတယ်။ အရာခတက်တော် AA ထိန်းချုပ်လိုက်တဲ့မြို့နယ်တွေမှာ AA ခဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုစပြီးတော့လှုပ်ဆောင်နေတာဖြစ်တယ်လို့အခုလိုစစ်အုပ်စုနဲ့ဆက်ဆက်ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုချိတ်ပိတ်တင်စည်းတာတွေကိုလည်းအခုနှစ်နှစ်အစပိုင်းကစပြီးစတင်လှုပ်ဆောင်လာတာပဲဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ ဧရာဝတီတိုင်းမှာပြီးခဲ့တဲ့တစ်လအတွင်းမြေကြီးတိုက်ဆိုင်မှုကြောင့်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီးလူနေအလုံး90ထံမှနေဖြတ်သိမ်းကရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေနဲ့တဘာဝဘေးကာကွယ်အဖွဲ့တွေကနေသိရပါဗျ။ဖေဖော်လာတရနေ့ကနေ28ရက်နေ့ထိဧရာဝတီတိုင်းမှာတစ်လအတွင်းတိုးမြင့်ဧရာဝတီမြင့်ငဝင်မြင့်နဲ့ငတိုင်းချောင်းမြစ်တွေမှာရေတိုက်ဆိုင်မှုတန်ကြောင့်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီးလူနေ90ထံမှနေကိုဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့ခဲ့ရတယ်လို့ဆိုပါဗျ။ တလာအတွင်းကဘာပြိုကြတဲ့တန်းကြောင့်အရေးပေါ်ဖြတ်သိမ်းရွှေ့ပြန်းခဲ့ရတာဖြစ်ပြီးညောင်တုံးဘက်မှနေ30ကျော်အရေးပေါ်ကျွတင်ဖြတ်သိမ်းရွှေ့ပြန်းခဲ့ရတယ်လို့ AR တိုင်းသဘာဝဘေးကွက်ဆောက်ရှောက်နေတဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်အခုလိုကမ်းပြိုကျမှုကြောင့်အရေးပေါ်နေဖြတ်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့အင်ဂျီ50ထပ်မနေကလူဦးရေ80ကျော်အထိသဘာဝဘေးဒဏ်ခံစားခဲ့ရပေမဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေစီကနေအကူအညီပေးတာတွေကအရန်အားနေနေတယ်လို့ဒေသခံတွေကပြောဆိုနေကြပါရယ်ခင်ဗျာ ဒီ VP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ